HR ဆိုတာ ਨੇ ဘာကိုပြင်းမြင်ကြပါတယ်လဲ။စာရွက်စာတန်းတွေလား။လစာပေးတာတွေလား။တော်တော်များများကတော့အဲ့ဒီလိုမျိုးခြိနေကြတော့ပါပဲ။ဒါပေမဲ့တကယ်တော့လီခေတ်သစ်စီးပွားရေးလုပ်ငန်းတစ်ခုမှာ HR ဆိုတာအဓိကကြတဲ့မဟာဗျူဟာမောင်းနှင်အားတစ်ခုဖြစ်နေပါပြီ။ဒီနေ့မှာတော့အဲ့ဒီအကြောင်းကို အတူတူလေ့လာကြည့်ကြရအောင်ပါ။ကဲဒီနေ့ကျွန်တော်တို့လေ့လာမယ့်အကြောင်းအရာတွေကတော့ဒါတွေပါပဲ။ HR မြေစတေကညသူရဲ့စိတ်လှုပ်ရှားစရာအနာကအထိအတူတူခွေးချွတ်ကြည့်ကြရအောင် ကဲပထမဆုံးခန်းကိုဆက်လိုက်ကြရအောင်ဒီမှာကတော့စီးပွားရေးလုပ်ငန်းတွေကသူတို့ရဲ့လူတွေကိုဘလို့မောင်းမြင်ပုံပြောင်းလဲသွားတယ်လေဆိုတဲ့အခြေခံကြကြအပြောင်းလဲကြီးတစ်ခုအကြောင်းပြောပြသွားမှာပါဒီမှာဆိုရင် အရင်ခေတ် personal management နဲ့အခုခေတ် human resource management ဘလန့်ကွာသွားလဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါပြီဟိုးရင်တော့ကဆိုလူတွေကိုကုန်ကြစည်းတစ်ခုလိုပဲမြင်ခဲ့ကြတာအခုတော့တံပိုးအရှိဆုံးအရင်အမြင့်တစ်ခု ဆိုတဲ့အမြင်ကို ပြောင်းလဲလာကြပါပြီအဲ့ဒါက တော်တော်ကြီးလို့အရေးကြီးတဲ့အပြောင်းလဲတစ်ခုပဲဆရာ HRM ဆိုတာဘာလဲလို့အသေးပဲဖွင့်ရမယ်ဆိုရင်ရှင်းရှင်းလေးပါပဲအဖွဲ့အစည်းတစ်ခုရဲ့အကြီးဆုံးရည်မှန်းချက်တွေမဟာဗျူဟာတွေအောင်မြင်ဖို့အတွက်အထဲမှာရှိတဲ့လူတွေကိုစနစ်တကျနဲ့အကောင်းဆုံးဖြစ်အောင်စီမံခန့်ခွဲတဲ့လုပ်ငန်းစဉ်တစ်ခုပေါ့ဒီအချက်ကကျွန်တော်တို့ဆက်ပြောမယ့်အကြောင်းအရာတွေအားလုံးအတွက်အခြေခံဥပမာပါပဲဒါဆိုရင် HRM ကလုပ်ငန်းအောင်မြင်ဖို့အတွက်ဘာလို့ဒီလောက်ကောင်းအရေးကြီးနေရတာလဲအချက်တွေအများကြီးရှိပါတယ်အဓိကကတော့ရှင်ပြိုင်နိုင်စွမ်းပေါ့ နီးပညာတစ်ခုကိုတော့ပိတ်ဆံရှိရင်ကူးချလို့ရနိုင်တယ်။ဒါပေမဲ့အရေးချင်းရှိပြီးသစ္စာရှိတဲ့ဝန်ထမ်းကောင်းတယောက်ကိုတော့ဘလို့မှကူးချလို့မရပါဘူး။အဲ့ဒါကမှတကယ့်ကိုတူပလို့မရတဲ့အာတာချက်အစစ်မှန်ပဲ။ဟုတ်ပြီ။ဒုတိယအပိုင်းကိုဆက်လိုက်ရအောင်။ဒီအပိုင်းမှာတော့ခစ်တဲ့ HR ဌာနတစ်ခုရဲ့နေ့စဉ်လုပ်ငန်းတွေက ပါတယ်လေ။အဲ့ဒီအလုပ်တွေကအဖွဲ့အစည်းတစ်ခုလုံးကိုရှေ့ကိုရောက်အောင်ဘလို့တွန်းပို့ပေးနေတယ်လဲဆိုတာကိုကြည့်သွားကြမှာပါ။ဒီမှာပြထားတဲ့အဓိက လုပ်ငန်းဆောင်တာ၅ခုက တခုချင်းစီတီတန်ရက်တည်နေတာမဟုတ်ပါဘူးအားလုံးကတခုနဲ့တခုချိတ်ဆက်နေတယ်လူမန်နေရာမှန်ခန့်တာကနေသူတို့ကိုလေ့ကျင့်ပြိုးထောင်ပေးတာစွမ်းဆောင်ရည်ကိုအကေးဖြတ်တာ မျှတတဲ့လစာပေးတာအစုံ အားလုံးကဝန်တန်းကောင်းဒီကိုစီမံခန့်ခွဲဖို့တော့ပြည့်ပြည့်စုံတဲ့စနစ်ကြီးတခုလိုအလုပ်လုပ်နေကြတာပါကဲနေ့စဉ်လုပ်ငန်းတွေကနေခဏခွာပြီးပုံကြီးတစ်ပုံကိုကြည့်ကြရအောင် HR ဆိုတာနှိမ့်စင်အလုံးတွေလုံးနေတဲ့ဌာနတသက်မဟုတ်တော့ပဲကုမ္ပဏီရဲ့ရေရှည်မဟာဗျူဟာနာအဓိကကျရဲ့ကစားသမားတယောက်ဘလို့ဖြစ်လာတယ်လဲဆိုတာကိုကြည့်ကြမယ် SHRM လို့ခေါ်တဲ့ Strategic HRM ဆိုတာကတော့ရှင်းရှင်းလေးပါပဲ HR နဲ့ဆိုင်တဲ့မူဝါဒတွေလုပ်ငန်းစဉ်တွေအောက်လုံးကိုကုမ္ပဏီရဲ့အဓိကပန်းတိုင်ကြီးနဲ့တတန်းတွေဖိအောင်ချိန်ညှိတာကိုဆိုလိုတာပါဥပမာပြောရရင်ညီပညာအသစ်တွေအမြဲတီထွင်နေတဲ့ကုမ္ပဏီတစ်ခုရဲ့ HR မူဝါဒတွေက ကုန်ကျစရိတ်ကိုအဓိကထားပြီးရှော့ချနေတဲ့ကုမ္ပဏီတစ်ခုရဲ့အချောင်မွာရည်နဲ့လုံးဝကိုကွဲပြားလီမှာတည်ချပါတယ်။အချနယ်ဘက်မှာအများရဲလို့လို့ညင်းကုမ္ပဏီကြတဲ့အယူအဆနှစ်ခုရှိပါတယ်။တစ်ခုက best practice ချင်ကပ်မှုဒါကဘာကိုပြောရလဲဆိုတော့အောင်မြင်တဲ့ HR မွာရည်တစ်ခုကဘယ်ကုမ္ပဏီမှမဆိုးအလုပ်ဖြစ်တယ်လို့ယူဆတာမျိုးပေါ့။နောက်တစ်ခုက best fit ချင်ကပ်မှုဒါကတော့အလိုမဟုတ်ဘူးကုမ္ပဏီတစ်ခုရဲ့တိချမဟာဗျူဟာနဲ့အံဝင်ခွင့်ချက်ဖြစ်အောင် HR မွာရည်ကိုအထူးလက်လက်ကင်ဆင်ရမယ်လို့ဆိုပါတယ်။ ဆိုတော့အားလုံးအတွက်အပြင်းမှန်တစ်ခုတည်းဆိုတာတော့မရှိပါဘူး။ဒါမဲ့မူဝါဒတွေချီကောင်းနေလို့လည်းမပြီးသေးဘူး။ဒီနေရာမှာပဲအရန်စီဝင်စားဖို့ကောင်းတဲ့ black box ပြဿနာဆိုတာပေါ်လာတာပါ။ဆိုလိုတာကအိချာကမူဝါဒကောင်းတွေဘလော့ပစ်ချမှတ်ထားပါစေ။အဲ့ဒီမူဝါဒတွေကိုတကယ်တမ်းအကောင့်ထဲပေါ်ရတဲ့ line manager တွေကဘလို့လုံးဆောင်လဲ။ပြီးတော့ဝန်ထမ်းတွေကိုယ်တိုင်ကအဲ့ဒါတွေကိုဘလို့မြင်ပြီးဘလို့တုံ့ပြန်တယ်လဲဆိုတဲ့ပုံမှာအောင်မြင်မှုကအများကြီးမှုတည်နေပါတယ်။အဲ့ဒီကြားတွေက physics နီက black box လို့ပါပဲ။ဟုတ်ပြီ။ အခုကျင်တော်တို့ရှုထောင့်လေးနည်းနည်းပြောင်းကြည့်ကြမယ်။အဖွဲစည်းတစ်ခုလုံးအမြင်ကနေဝန်ထမ်းတယောက်ချင်းစီရဲ့အတွေ့အကြုံဘက်ကိုစဉ်းကြည့်ကြရအောင်။စွမ်းဆောင်ရည်၊လဆာပြီးတော့လုံလန်းွယ်မှာကိုယ့်အတောင်ကိုနားထောင်ခံရခြင်းဆိုတဲ့အရေးကြီးတဲ့အပိုင်းတွေကို လေ့လာကြည့်ကြပါမယ်။ Performance Management ဆိုတာတနေ့မှတစ်ခါလုပ်ရတဲ့ Annual Review လုပ်ပေးမဟုတ်ပါဘူး။တကယ်တော့ဒါကဆက်ဝင်းတစ်ခုလို့အမြဲတမ်းလဲပတ်နေရတာပါ။ အစာပိုင်းမှာရှင်းလင်းတဲ့ရီမန်းချက်တွေအတူတူချမှတ်မယ်။ပြီးရင်တနည်းပလုံအကြံရံနဲ့တွန့်ပြန်ချက်တွေပုံမှန်ပေးနိုင်မယ်။အချိန်တိုင်းတရားဝင်ထုံးတက်ချက်တွေလိုပြီးနောက်ဆုံးမှလာဝန်ထမ်းတယောက်ချင်းစီအတွက်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေပြန်ဆွဲပေးရပါပဲ။ဒီလိုနဲ့လည်ပတ်နေတာပေါ့။ဝန်ထမ်းတွေကိုစိတ်ကတက်တန်အောင်လုပ်တည်နေတာမှာဆူလာပြေကအရေးကြီးတယ်ဆိုတာအားလုံးသိကြပါတယ်။ဒါပေမဲ့ဆူလာမှာလည်းနှမျိုးရှိတယ်။တစ်မျိုးကငွေကြေးနဲ့ဆိုင်တာတွေပေါ့။လာစားတော့ bonus တို့လိုမျိုးဓာရီကအရေးကြီးတဲ့စိတ်ဆောမှုတစ်ခုမှန်ပါတယ်။ ါပေမဲ့တခါလေကျတော့အဖွဲလိုက်လောက်ဆောင်မှုကိုထိခိုက်စေနိုင်တယ်။နောက်တစ်မျိုးကတော့ငွေကြေးမဟုတ်တဲ့ဆူလာပြေပါ။အတိမပြုခံရတာမျိုး၊စင်ခေါ်မှုရှိတဲ့အလုပ်တွေလုပ်ခွင့်ရတာမျိုး၊ဒါတွေကမှဝန်ထမ်းတစ်ယောက်ရဲ့တကယ့်စိတ်နဲ့မြို့မှုနဲ့တစ္ဆာဆောင်တည်မှုကိုတိစောက်ပေးတာပါ။ဆိုတော့ထျောက်တဲ့ HR စနစ်တစ်ခုကဒီနှမျိုးလုံးကိုမျှမျှတာတာအတုံးချက်တက်ရပါတယ် န်တန်းနေရဲ့အတန်းကိုတကယ်နားထောင်ခြင်းကဘလောက်တော့အကျိုးကျေးဇူးများလဲကြည်လိုက်ရအောင်တကယ်တော့အလို့အချောင်းကိုတည်ဆုံးကအဲ့ဒီအလို့ကိုနေ့စဉ်လုပ်နေတဲ့သူတွေပါပဲသူတို့ရဲ့အကြံဉာဏ်တွေကိုတန်ဖိုးထားပြီးနားထောင်ပေးတဲ့အခါပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေထွက်လာတယ်ဝန်တန်းတွေကလည်းကုမ္ပဏီကိုပို့ချစ်လာတယ်ပြဿနာသေးသေးလေးတွေကနေပฏิပက္ခအကြီးကြီးတွေမဖြစ်လာခင်ဖြေရှင်းနိုင်တယ်အားလုံးထက်အရေးကြီးတာကတော့ယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုယဉ်ကျေးမှုတစ်ခုကိုတည်ဆောက်နိုင်တာပါပဲ ကဲအခုကျွန်တော်တို့ HRM ရဲ့နည်းနည်းလေးခက်ခဲပြီးထိလွယ်ရှိလွယ်နိုင်တဲ့အပိုင်းတစ်ခုကိုရောက်လာပါပြီ။အဲ့ဒါကတော့ company ရဲ့အကျအတက်ဖွက်တဲ့အခါဝန်တန်းတယောက်ရဲ့ကြံဖိုးကဘာလဲဆိုတဲ့အခြေခံကြတဲ့မေးခွန်းတစ်ခုကိုစမ်းစစ်ကြည့်မှဖြစ်ပါတယ်။ company တစ်ခုကကုန်ကျစရိတ်တွေမဖြစ်မနေရှော့ချဖို့လိုလာပြီဆိုပါစို့။အဲ့ဒီအခါမှာအထက်မှာရှိတဲ့ဝန်ထမ်းတွေကတံဖိုးထားပြီးဆက်ထိန်ထိန်ထားရမယ်ပိုင်ဆိုင်မှုတွေလား။ဒါမှမဟုတ်အမြန်ဆုံးဖြတ်တောက်ပြေးရမယ်ဝန်တို့ဝန်ဖိုးတွေလား။ ဒီမိခွန်းကပဲ꽌ဖြားတဲ့ရှူထောင်နှစ်ခုကိုမွေးဖွားပေးလိုက်ပါတယ်။ဒီနေရာမှာရွှေထောင်နှစ်ခုရဲ့တိုက်ပွဲကိုတွေ့ရမှာပါ။တစ်ဖက်မှာဇင်းကိုင်ဌာနရဲ့အမြင်သူတို့ကလာစာတွေကိုကုန်ကျစေရေး expense တစ်ခုအဖြစ်ပဲမြင်နေဆော်ရကုန်ကျစေအမြင်ဆုံး short charge ရင်းဝန်ထမ်း short တာကအလွယ်ဆုံးနည်းလမ်းပဲပေါ့။ဒါကဝန်တို့ဝန်ပိုးရှူထောင်နောက်တစ်ဖက်မှာတော့ HRM ရဲ့အမြင်သူတို့ကဝန်ထမ်းတွေရဲ့အသိပညာနဲ့ကျွမ်းကျင်မှုတွေကို human capital လို့ခေါ်တဲ့အဖိုးတိုင်ရည်နှီးမြှုပ်နှံမှုအဖြစ်ရှုမြင်တယ်။ ဒါကရေရှည်မှာကွန်မတီတက်တန်ဖိုးကိုတိဆောက်ပေးမယ်ပိုက်ဆိုင်မှုတွေပါဒီရှုထောင်နှစ်ခုကြာကတဲမောင်မိုးကအမြဲတမ်းရှိနေပါတယ်ဝန်နိုင်ရှော့ချခြင်းရဲ့နောက်ွယ်ကမျက်ရှိနဲ့မမြင်နိုင်တဲ့ထိခိုက်မှုကပိုနှကူတာပါပဲအဲ့ဒါကို survivor syndrome ဒါမှမဟုတ်ကြံရည်သူလက္ခဏာစုလို့ခေါ်ကြတယ်ဆိုလိုတာကအလွတ်ထုတ်မခံရဘဲကြံခဲ့တဲ့ဝန်နန်းတွေမှာဆိုရင်ပူပန်မှုတွေအပြစ်ရှိသလိုခံစားရမှုတွေကိုယ့်အလဲပြိုတော့များလဲဆိုတဲ့ကြောက်ရွံ့မှုတွေဖြစ်လာတယ် ဲ့ဒီအခါမှာအဖွေရှိတစ်ခုလုံးရဲ့စိတ်တက်နဲ့ကုံထုတ်ဆွမ်းအားကတိတိတသားကိုကြဆင်းသွားရတာပါပဲဒါကရည်ရှိမှာပြစ်ဆက်ရတဲ့တန်ဖိုးပါကဲအခုဆိုရင်ကျွန်တော်ရဲ့ဒီနေ့လေးလာမှုကိုအဆုံးသက်ပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာတော့အလုံးလောကရဲ့အနာဂတ်ကိုပုံဖော်နေရဲ့စင်ခေါ်မှုအသစ်တွေလမ်းကြောက်သစ်တူကဘာတွေဖြစ်မလဲဆိုတာကိုအတူတူကြည့်လိုက်ကြအောင် HR ရဲ့အနာဂတ်ကိုပုံဖော်မဲ့အဓိကစင်ခေါ်မှုတွေကတော့နီးပညာပါ AI နဲ့ automation တွေက HR ရဲ့လုပ်ရုပ်လုပ်စင်တွေကိုလုံးဝပြောင်းလဲပစ်တော်မှာနောက်တစ်ခုက gig economy အငြိမ်းတန်းဝန်ထမ်းဆိုတာထက်အလွတ်တန်းလုပ်သွားတွေယာယီဝန်ထမ်းတွေကိုဘလို့စီမံခန့်ခွဲမလဲဆိုတဲ့စိန်ခေါ်မှုပြီးကိုကျွမ်းကျင်မှုကွာဟချက်နည်းပညာတွေအမြန်ပြောင်းလဲနေတော့ဝန်ထမ်းတွေကိုစဉ်ဆက်မပြတ်ဘလို့ပြန်လဲကျင့်ပြီးမလဲနောက်ဆုံးတစ်ခုကတော့ကျင့်ဝတ်နဲ့ရည်ရှိတည်တံ့မှုပါ HR တွေကကုမ္ပဏီရဲ့လူမှုရေးဆိုင်ရာတာဝန်ယူမှုတွေမှာပိုပြီးအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လာရတော့မှာပါ ဒီနေ့ကျွန်တော်တို့ပြောခဲ့တာဒီအားလုံးကိုခြုံငုံပြီးအနှစ်ချုပ်လိုက်မယ်ဆိုရင် Kitit HRM ရဲ့ Antima ရည်မှန်းချက်ကအရာနှစ်ခုကိုချိန်ခွင်တာညှိဖို့ပါပဲ။တစ်ဖက်ကတော့အကျိုးအကြောင်းစင်ကြင်တုံတရားနဲ့မဟာဗျူဟာကြမှုဒါကို rationality လို့ခေါ်ကြဆို။နောက်တစ်ဖက်ကတော့လူတွေကိုလူသားဆန်ဆန်နားလိုက်ပြီးပြီး guru စိုက်တတ်မှုဒါကတော့ humanity ပေါ့။ထီရောက်တဲ့ HRM ဆိုတာဒီအိတ်ဆက်တဲ့စင်ကြင်တုံတရားနဲ့နှွေးထွေးတဲ့လူသားဆန်မှုနှစ်ခုကြားမှာပြည့်ပြည့်စုံတဲ့မျှခြေတစ်ခုကိုရှာဖွေနိုင်ဖို့ပါပဲ။ ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမြေခွန်းတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။နှီးပညာတွေက human resources ကိုပို့ပြီးတော့ smart ကြလာအောင်အချက်လက်တွေကိုအခြေဖြူပြီးဆုံးဖြတ်ချက်တွေချနိုင်အောင်အများကြီးကူညီပေးနေပါတယ်။ဒါပေမဲ့အဲ့ဒီလိုပို့ပြီး smart ကြလာလေလေပို့ပြီး data ကိုအားကိုးလာလေလေဖြစ်နေတဲ့အချိန်မှာ human ဆိုတဲ့လူသားစံမှုကိုရောကျွန်တော်ဆက်ပြီးထိန်းသိမ်းထားနိုင်ပါမလား။ဒါကတော့အနာဂတ်ရဲ့ HR အတွက်အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်လာမှထင်ရှားပါတယ်။